ကဲဒီနေ့နိုင်ငံတော်ပြည်ထည်သာသနာတက္ကသိုလ်မှတနေ့တာဆွန်းစက္ကလူတန်းကြတဲ့ကုသိုလ်ကောင်းမှုရှင်များကကျေးလည်လန်းဖွံ့ဖြိုးရေးဦးစီးဌာနမော်ဘီခရိုင်မော်ဘီတိုက်ကြီးလေးဦးထန်းတပင်မြို့နယ်များမှဝန်ထမ်းမိသားစုများဖြစ်ကြပါတယ်မိမိတို့ဒီတက္ကသိုလ်လာပြီးတော့ကုသိုလ်ကောင်းမှုဆောင်ရွက်ကြတဲ့ကုသိုလ်ကောင်းမှုကုသိုလ်ကောင်းမှုရှင်တွေကို ဘုန်းကြီးကဝမ်းမြောက်ဝမ်းသာ ဖြစ်ဖို့အတွက်အနုမောဒနာတရားဟောပေးပါမယ်။အဲအနုမောဒနာတရားကို ကောင်းစီလေးပေးပြီးတော့ဟောမယ်ဆိုရင်ကြည်ပွားချမ်းသာကြောင်းတရားကြည်ပွားချမ်းသာကြောင်းတရားဆိုတဲ့ကောင်းစီနဲ့ဘုန်းကြီးအနုမောဒနာဟောပေးပါမယ်။လောကမှာတရားဓမ္မပေါင်းသူတော်ကောင်းတွေအလုံးဟာကြည်ပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့ ကြီးပွားချမ်းသာခြင်းကြတဲ့သူသူငါငါအကုန်လုံးဒီအကျိုးတရားကို လိုချင်ကြတဲ့ကြီးပွားခြင်းကြတဲ့ချမ်းသာခြင်းကြတဲ့ဒါမဲ့လို့လူတိုင်းကြီးပွားသလားချမ်းသာသလားဆိုတော့လူတိုင်းကလည်းမကြီးပွားမချမ်းသာကြဘူးအဲဘာဖြစ်လို့လဲဘာလို့လူတိုင်းမကြီးပွားမချမ်းသာတာလဲဆိုရင်နိလမမှန်လို့ပဲနိလမှန်ဖို့အတွက်မြတ်စွာဘုရားကနိလန် ေးတော်မူခဲ့တဲ့အဲ့ဒီနီလန်းကိုဒီနေ့ဘုန်းကြီးဒကာဓမ္မတွေလိုက်နာကျင့်သုံးလို့ရအောင်ဘုန်းကြီးအနုမောဒနာဟောပေးပါမယ်မြတ်စွာဘုရားတက်တော်တင်ရရှိစေနှုန်းကဇာတိနေမြေဖြစ်တဲ့ကပိလဝမှာမြတ်စွာဘုရားတည်င်းသုံးတော်မူနေတဲ့အဲ့ဒီကပိလဝမှာတည်င်းသုံးတော်မူတော့တခါတော့ဘုရားရှင်ရဲ့ညီကို တော်ဆက်တဲ့တိကဇာနုဆိုလဲမင်းသားအဲ့ဒီမင်းသားကဘုရားစီ ရောက်လာပြီးတော့ဘုရားကိုလျှောက်တယ်မြတ်စွာဘုရားတပည့်တော်ကအရှင်ဘုရားတို့လိုတပည့်တော်ညီကိုဝန်းကွဲတယ်လို့သင်္ကန်းဝုတ်ပြီးတော့ပစ္စုပန်ဘုရားမှာလည်းပဲသင်္ကန်းဝုတ်ပြီးတော့မနေနိုင်ပါဘူးဘုရားအရှင်ဘုရားတို့လိုတရားအားထုတ်ပြီးတော့လည်းချမ်းချမ်းသာသာမနေနိုင်ဘူးအိမ်တော်နဲ့ ာရိသမိတွေနဲ့ဆိုတော့ဒီပြေတော့လူလောကမှာပဲလူစီစိန်ကိုခံစားပြီးတော့ဒီပြေတော့နေရပါတယ်။ဘာဖြစ်လို့ဒီလိုပြောရလဲဆိုရင်ဖျားတောထွက်ပြီးတော့မြတ်စွာဘုရားပြန်ပြီးတော့ကပိလဘုတ်ကိုရောက်လာတဲ့အခါမှာမေတော်ဘက်ကဆွေမျိုး250အမျိုးသား250ခမဲတော်ဘက်ကအမျိုးသား250အလုံးအမျိုးသား900 ဘုရားရှင်ရဲ့အချံရံဖြစ်ရမယ်ဆိုပြီးတော့ဘုရားရှင်ရဲ့အညီဒါအညီတော်အောင်တို့တွေဘုရားအချံရံဖြစ်နေတင်ငန်းဝတ်ကြရတာဟိုဘက်က250ဒီဘက်က250အဲ့ဒီထဲမှာဒီကဇာနုမင်းသားကပါမသွားဘူးအဲ့ဒါကြောင့်မလို့သူဒီစကားကိုကြောက်တယ်ဒီပြီးတော့အရှင်မရတို့လိုတင်ငန်းဝတ်နဲ့မနေနိုင်ပါဘူးဗျာလူဘဝနဲ့ပဲတပည့်တော်နေရပါတယ်တပည့်တော်လျှောက်ပြရစေ လူဘဝနဲ့နေရတယ်ဆိုပေမဲ့လို့တပြည့်တော့လူဘဝမှာပစ္စုပန်ဘဝမှာလည်းချမ်းချမ်းသာသာနေကြပါတယ်တမလွန်မှာလည်းပဲသူဂတိဘဝကောင်းတဲ့ဘဝကိုရောက်ပြီးတော့ချမ်းချမ်းသာသာတပြည့်တော့နေကြပါတယ်အဲဒါကြောင့်မို့လို့ပစ္စုပန်ချမ်းသာကြောင်းတမလွန်ချမ်းသာကြောင်းအဲ့ဒီတရားများရှိရင်တပြည့်တော့ကို အမင်းရှိပါ တပြည့်တော့ကိုဟောပြပါဒါဘုရားကိုလျှောက်တယ်အဲ့တော့မြတ်စွာဘုရားက ိစုတ်ပံချမ်းသာကြောင်းတမလွန်ချမ်းသာကြောင်းရှိပါတယ်။အဲပိစုတ်ပံချမ်းသာကြောင်းကိုအရင် ပြောမယ်ဆိုပြီးတော့မြတ်စွာဘုရားကအချက်နှစ်ချက်ပြောတယ်။ပိစုတ်ပံမှာချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်နံပါတ်1မပြင်းနဲ့ပြင်းရင်ဘယ်တော့မှမချမ်းသာဘူး။နံပါတ်1မပြင်းနဲ့နံပါတ်2မပြင်းနဲ့ပြင်းရင်လည်းပဲဘယ်တော့မှမချမ်းသာဘူးမပြင်းဘူး မဖြင်းဖို့ရသော်ဘုရားကပိစုတ်ပိုင်းချမ်းသာကြောင်းကိုမိတော်မူတယ်။မပြင်းနဲ့ဆိုတာဘာပြောတာလဲ။လဲလောက်တဲ့လူကလည်းလဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရာလောက်တဲ့လူကလည်းရာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအယောင်းဝယ်လောက်တဲ့လူကလည်းအယောင်းဝယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအချက်လက်တွေဝန်တန်းလောက်တဲ့ပုံကိုယ်တွေကလည်းမိမိဆိုင်ရာ မိမိရထားတဲ့ယာတုမိမိရထားတဲ့ယာတုဂုံတင်အားလျော်စွာသိသင်သိထိုက်နားလေတဲ့နားလေထိုက်တတ်သင်တတ်ထိုက်တဲ့အတ္တပညာတွေကိုကြကြနာနာလေလာကြာနနာစီပုပြီးတော့ကြာနာကျွမ်းကျင်ရမယ်တက်ခေါ်ရသဗျာကကျွမ်းကျင်ရမယ်မိမိရောက်နေတဲ့အဆင့်မှာမိမိသိနာလေရမယ်အတ္တပညာတွေကိုမိမိသိကိုသိနေရမယ် နားလေကိုနားလေရမယ်ကျွမ်းကျင်ကိုကျွမ်းကျင်ရမယ်ဒီလိုကျွမ်းကျင်နေဆိုရင်ဒါသူများကိုလည်းပဲမိမိကညွန်ပြလာညွန်ပြလို့ရတယ်သင်ပြလို့ရတယ်အဲ့တော့ဘယ်လုံငန်းမှာဖြစ်ဖြစ်မိမိအသက်မွေးဝန်ကြောင်လုပ်တဲ့အလုပ်တစ်ခုမှာမိမိအသက်မွေးဝန်ကြောင်နဲ့ပတ်သက်ပြီးတော့နားလေကျွမ်းကျင်နေရမယ်တကယ်လို့နားမလဲသေးဘူးမကျွမ်းကျင်သေးဘူးဆိုရင်လည်းပဲ အဲ့ဒီအရာတွေကို သိဖို့နားလည်ဖို့အတွက်ကြိုးစားအထုတ်နေရမယ်။ဒါလုံလဝိရိယထားရမယ်။မပြင်းနဲ့ဆိုတာသူ့ကိုပြောတာပဲ။အများအပြင်ကဒါပြင်းရတဲ့အယောင်ွယ်လုတ်တဲ့လူတွေဆိုရင်လည်းအယောင်ွယ်အလျောက်ဝယ်တဲ့သူတွေစောစောလာတဲ့ဟိုအဆိုင်မဖွင့်ဘူး။ အဝယ်တဲ့လူတွေနောက်မှလာတဲ့ဆိုင်ကပိတ်သွားပြီမရောရတော့အဲ့တော့အယောင်အဝယ်လုပ်တဲ့လူကလည်းအယောင်အဝယ်ဘယ်အချိန်မှဝယ်တဲ့ပုံကိုယ်တွေလာလာတတ်တယ်လဲဘယ်အချိန်မှပြန်တတ်တယ်လဲဒါတွေကိုကြည့်ရမယ်မိမိရောင်းတဲ့ပစ္စည်းကဘယ်ကထွက်တယ်လဲဘယ်အချိန်မှပို့ပြီးတော့ရောင်းရလဲအဲ့ဒါကစပြီးတော့အကုန်လုံးမိမိကအယောင်အဝယ်နဲ့ပတ်သက်ပြီးတော့မိမိရောင်းတဲ့ပစ္စည်းဒါတွေနဲ့ပတ်သက်ပြီးတော့ ကုန်လုံးလေ့လာပြီးတော့ဆန့်စစ်ပြီးတော့မိမိနားလည်သိသိနားလည်ရမယ်ဒါမှလည်းပဲမိမိလုပ်တဲ့အလုပ်မှကျွမ်းကျင်တဲ့ပုံကို ဖြစ်တယ်ဒီလိုကျွမ်းကျင်ရင်အဲ့ဒီပုံကိုသိကြီးပွားဖို့အင်္ဂါရတစ်ချက်ပဲဒါမပြင်းတဲ့ပုံကိုနံပါတ်1မပြင်းတာမပြင်းမှုဆိုတာစောစောကပြောခဲ့တဲ့အားပဲနံပါတ်2မပြင်းရဘူးပြင်းနေဆိုတာဘာပြောတာလဲဆိုရင် ဒီလိုဝိရိယနဲ့အားထုတ်ပြီးတော့ရလာတဲ့ပစ္စည်းဥစ္စာတွေအဲ့ဒီပစ္စည်းဥစ္စာတွေကိုမထိန်သိမ့်တတ်ရင်မကြည့်ပါဘူးထိန်သိမ့်တတ်ဖို့လိုတဲ့မိမိကပင်ပင်ပန်းပန်းရပွေတတ်ပေမဲ့လို့အဲ့ဒီရလာတဲ့ပစ္စည်းဥစ္စာတွေကိုမထိန်သိမ့်တတ်ဘူးဆိုရင်လည်းပဲမကြည့်ပါဘူးမထိန်သိမ့်တတ်ရင်မကဘူးမသုံးစွဲတတ်ရင်လည်းပဲမကြည့်ပါဘူး မထိန်သိမ့်တတ်တာရဲ့မသုံးဆွဲတတ်တာရဲ့မကောင်းတဲ့သူတွေနဲ့ပေါင်းတာရဲ့ဒီသုံးချက်ကိုမြတ်စွာဘုရားကဖြင်းတဲ့သူဒီလိုခေါ်ပါတယ်အဲ့တော့ထိန်လဲထိန်သိမ့်တတ်တဲ့သုံးလဲသုံးဆွဲတတ်တဲ့ကောင်းတဲ့လူတွေနဲ့လည်းပေါင်းတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမြတ်စွာဘုရားကမဖြင်းတဲ့ပုဂ္ဂိုလ်ဒီလိုခေါ်ပါတယ်ဒီတော့ ဒီမပြင်းတဲ့ပုံကိုယ်တဲ့မပြင်းတဲ့အင်္ဂါရတဲ့မှာပါတဲ့ထိမ့်သိမ့်တတ်တယ်ဆိုတာဘာပြောတာလဲဆိုရင်မိမိရလာတဲ့ဝိရိယအားစိုက်ပြီးတော့လုံလို့ရလာတဲ့ပစ္စည်းဥစ္စာတွေပြောင်းမသွားအောင် ပြည့်မသွားအောင်ထိမ့်သိမ့်တတ်ရတဲ့အချို့ကလိုချင်တော့ကတော့တအားလိုချင်ပြီးတော့ရအောင်ရှာတယ်ဟိုရလေရရော ဖြစ်ကြတာစမ်းပြစ်ထားတယ်ပြစ်ထားတော့မပြည့်တယ်မင်းနဲ့ပြည့်မပြောက်တယ်မင်းနဲ့ပြောက်တို့ကြခုတ်ခံရပြီတို့ကြပြောက်သွားပြီတို့ကြပြည့်သွားပြီတန်ဖိုးကြီးတွေပစ္စည်းတွေလူကျင်နှုန်းကတော့ဝယ်လိုက်တာပဲဒါမဲ့လို့ပေါ့ပေါ့ဆာဆာသုံးလိုက်တော့ပြည့်သွားတယ်အဲ့ဒါအလတ်တတော့မထိန်သိမ့်တတ်တာဒီလို မထိန်သိမ့်တတ်ရင်လည်းပဲမကြည့်ပွားကြည့်ပွားကြောင်မဟုတ်ဘူးတဲ့အဲ့ဒီပုံ ဲ့တော့မိမိပစ္စည်းဥစ္စာကိုနံပါတ်၁ဖိန်သိမ်းတရတဲ့နံပါတ်၂တုံးဆွဲတရတဲ့မိမိမှာဝင်လာတဲ့ဝင်ငွေနဲ့ထွက်သွားတဲ့ငွေကိုညှိနှိုင်းပြီးတော့တိုင်းတာပြီးတော့သုံးတတ်ရတယ်ဆိုပါတော့လူတယောက်တလ9သိန်းဝင်နဲ့ ဲ့ဒီ၅သိန်းဝင်တာကိုကိုယ့်ရဲ့အသုံးစရိတ်ကိုကြည့်ပြီးတော့30တက်တဲ့ပုံကိုမှဒါ3တက်တဲ့ပုံကိုဒီလိုပေါ်ပါတယ်ဝင်တာတော့၅သိန်း3လိုက်တာ6သိန်း9သိန်းဆိုရင်အဲ့ဒီပုံကိုဘယ်တော့မှမချမ်းသာဘူးမိမိသုံးလိုက်တဲ့6သိန်း9သိန်းအတွက်မိမိမှရတာက၅သိန်းအပေါ်2သိန်း3သိန်းသုံးလိုက်တော့သူများစီကလိုက်ပြီးတော့အခြေအား900 တလလား၈၀၀၅၀၀တလလား၁၀၀ရန်ရဒီလိုနဲ့သူ့မှာကျွေးတွေဝိုင်းလေပတ်ပြီးတော့ဘယ်တော့မှချမ်းသာတဲ့သူမဖြစ်တော့အဲကြောင့်မို့လို့သုံးဆွဲတက်တဲ့ပုံကိုလည်းဖြစ်ဖို့လိုတယ်ချမ်းသာခြင်းတဲ့ပုံကိုဒီသုံးဆွဲတတ်ရမယ်နံပါတ်၁ထိမ့်သိမ့်နိုင်ရမယ်နံပါတ်၂သုံးဆွဲတတ်ရမယ်မိမိမှာ၅သိန်းရရဲ့အ ਨੇ ဆုံးအများဆုံးသုံးတာက၄သိန်းလောက်ပဲသုံးရမယ်ဒလား တလကိုတသိန်းလောက်တော့နောင်ရည်အတွက်နေမကောင်းထိုင်မကောင်းဖြစ်လို့အကြောင်းအမျိုးမျိုးကြောင့်သုံးဖို့အတွက်တသိန်းလောက်တော့ဖြစ်အောင်ကိုရှာရမယ်အဲ့ဒီလို တသိန်းလောက်ခြံဖို့အတွက်ဘယ်ဟာကိုချွေတာပြီးတော့သုံးရမလဲဘယ်နေရာမှာချွေတန်ရမလဲဒီလိုချွေတာပြီးတော့သုံးတတ်ရတယ်အဲ့ဒါကို အသုံးတတ်တဲ့ပုဂ္ဂိုလ်ဒီလိုအသုံးမတတ်ရင်ကတော့ဝင်တာကငါးသိန်းလောက် သုံးနာက6သိန်း9သိန်းဆိုရဲအဲ့ဒီပုဂ္ဂိုလ်အဲ့ဒီတသက်ပဲတော့မှမချမ်းသာတော့အဲ့ဒါကြောင့်မလို့သုံးတဲ့အခါမှာညှိနှိုင်းပြီးတော့မိမိဝင်ဝင်နဲ့ထွက်ငွေကိုညှိနှိုင်းပြီးတော့သုံးတတ်ရတယ်အဲ့ဒါအသုံးတတ်တဲ့ပုဂ္ဂိုလ်ပဲအဲ့တော့နံပါတ်1ချွေတာပြီးတော့နံပါတ်1မိမိရလာတဲ့ပစ္စည်းဥစ္စာကိုထိန်းသိမ်းတတ်တဲ့နံပါတ်2မိမိဝင်ဝင်နဲ့ထွက်ငွေကိုညှိပြီးတော့သုံးတတ်တဲ့ နံပါတ်3မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတတ်ရတယ်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းပါမှဒါမိမိမဖြင်းတဲ့သူ ဖြစ်တာမိကောင်းဆွေကောင်းတွေနဲ့ပေါင်းတယ်မိကောင်းဆွေကောင်းစစ်တာဘာပြောတာလဲဆိုရင်ကိုကျင့်သီလကောင်းတဲ့သူတည်းကိုကျင့်သီလကောင်းတဲ့ပုံကိုယ်တွေကိုမိကောင်းဆွေကောင်းလို့ခေါ်ပါတယ်ဒီလိုမိကောင်းဆွေကောင်းတွေနဲ့ပေါင်းတော့မိမိမှလည်းပဲ ူတို့ရဲ့အမူအရာတွေသူတို့ရဲ့အကျဉ်းစရိုက်တွေသူတို့ရဲ့အလေ့အလာတွေမိမိက အတုကိုပြီးတော့သူတို့စီကဒီကောင်းတဲ့အမူအရာတွေကိုမိမိက လက်ခံကျင့်သုံးရင်မိမိမှလည်းအပြစ်ကင်းတယ်။အာဒီလိုမှမဟုတ်ဘူးနဲ့မယုတ်ဆူရုပ်တွေနဲ့သွားပေါင်းပြီဆိုရင်ဆိုပါတော့တောက်စားတတ်တဲ့ပုဂ္ဂိုလ်တွေလောင်ကစားတတ်တဲ့ပုဂ္ဂိုလ်တွေခိုးတတ်ဝတ်တတ်တဲ့ပုဂ္ဂိုလ်တွေဒီလိုလူတွေနဲ့မိမိက သွားပြီးတော့ပေါင်းနေပြီဆိုရင်တဏီမဟုတ်တဏီ မိမိမှာဒီပြဿနာတွေကလာပြီးတော့တက်တက်တက်လုံတုံးအတို့သူတို့လောက်တာပဲဒါမဲ့လို့ကိုကပေါင်းတဲ့နေတယ်ဆိုတော့အမှုပတ်လာရင်ကိုပါပါလာတယ်ဒီလိုအားဖြင့်ပေါင်းတဲ့တဲ့နေနေရမှာအကျင့်စရိတ်တာကောင်းတဲ့ပုံကိုယ်တွေနဲ့ပေါင်းတတ်ရတယ်ဒီလိုအကျင့်စရိတ်တာကောင်းတဲ့ပေါင်းပုံကိုယ်တွေနဲ့ပေါင်းတဲ့မှုကိုလည်းပဲမပြင်းတဲ့ပုံကိုယ်ဒီလိုခေါ်ပါတယ် ကဲဒီတော့မဖြင်းတဲ့ပုဂ္ဂိုလ်မဖြင်းတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့အတွက်အင်္ဂါ၃ရက်ရှိတယ်။နံပါတ်၁မိမိပစ္စည်းကိုထိမ့်သိမ်းတရတယ်။နံပါတ်၂မိမိရလာတဲ့ဝင်ငွေကိုသုံးဆွဲတရတယ်။နံပါတ်၃စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းတွေနဲ့ပေါင်းသင်းတရတယ်။ဒီလိုပေါင်းသင်းမယ်ဆိုရင်ဒါမဖြင်းတဲ့ပုဂ္ဂိုလ်ပဲ။ ကဲဒီတော့ပစ္စုပန်ဘုရားမှာချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဒီမင်းသားတဲ့ဘုရားရှင်ကဒီကဇာနုမင်းသားပစ္စုပန်ဘုရားမှာချမ်းသာခြင်းဒီအင်္ဂါ၂ချက်ကို လိုက်နေပါနံပါတ်၁မပြင်းနဲ့နံပါတ်၂မပြင်းနဲ့မပြင်းတဲ့ပုဂ္ဂိုလ်မပြင်းတဲ့ပုဂ္ဂိုလ်ဆိုရင်ကတော့ဒီဘုရားမှာချမ်းသာမှာပဲဒါချမ်းသာတာနေရာမှာအပြင်းပြီဒါမှမဟုတ်လေပြင်းပြီဆိုရင်ကတော့တေချာပြီသူဒီဘဝမှာမချမ်းသာနိုင်တော့ ကဲဒီတော့တရားနာနေတဲ့တရားကြီးဒကမကြီးတွေမြတ်စွာဘုရားကအဓိကဇာနုမင်းသားကိုပိစုတ်ပိုင်းချမ်းသာကြောင်းတရားတွေကိုဟောနေတဲ့အဲ့ဒီဟောနေတဲ့တရားကိုအခုနာယူနေကြတဲ့တရားကြီးဒကမကြီးတွေမိမိတို့လည်းချမ်းသာခြင်းကြတာပဲကဲချမ်းသာခြင်းရဲ့ဘုရားရှင်ညွန်ပြတဲ့မပြင်းဖို့မပြင်းဖို့ဒီအင်္ဂါရဒီကိုမိမိတို့လိုက်နာရမယ်ဆိုရင်မိမိတို့ပိစုတ်ပိုင်းဘဝမှာ တက်တက်တာတာချမ်းချမ်းသာသာနဲ့နေထိုင်နိုင်တဲ့ပုံစံတွေဖြစ်ပါလိမ့်မယ်။အဲနောက်ဒီကဇာနုမင်းသားကမေးထားတဲ့နောင်ဘဝချမ်းသာကြောင်းတရားဒါကိုလည်းပဲမြတ်စွာဘုရားကဆက်ပြီးတော့တဲ့အဲနောင်ဘဝမှာချမ်းသာခြင်းကတော့နံပါတ်1ယုံကြည်ချက်မှန်ကန်ရမယ်။ယုံကြည်ချက်မှန်ကန်နေဆိုတာဘာပြောတာလဲဆိုရင်ကံကံနဲ့ကံနဲ့ကံအကျိုးတရားကိုယုံကြည်တဲ့ ုံကြည်မှုရှိရမယ်။ကံနဲ့ကံအကျိုးတရားကိုမယုံကြည်ဘူးဆိုရင်ငါတို့သူ့လောက်ရဲ့အလုပ်တော့မှာပဲ။သူများတတ်တယ်တတ်တဲ့သူများကိုတတ်မယ်ဆိုရင်လည်းတတ်မှာပဲ။သူများပစ္စည်းခိုးခိုးကြရင်လည်းခိုးတော့မှာပဲ။ကံနဲ့ကံအကျိုးတရားကိုယုံကြည်ထားတဲ့ပုဂ္ဂိုလ်ကတော့ကိုကလုံလိုက်ရင် ကိုစီပြန်လာမယ်ဆိုတာကိုသိတော့မလုံရဘူးအဲ့ဒါကြောင့်မလို့မှန်ကန်တဲ့ယုံကြည်ချက်ရှိရမယ် တမလွန်ဘဝမှာအချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်နံပါတ်1အသိပညာရှိရမယ်အသိပညာရှိဖို့လိုတယ်အသိပညာဆိုတာဘာပြောတာလဲဆိုရင် ဖြစ်နိုင်ရင်တမဲ့တဘောရတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တမဲ့တဘောမှမရနိုင်ဘူးဆိုရင်လည်းပဲသမထဘာဝနာဝိပဿနာဘာဝနာပွားများအထောက်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါအသိပညာပဲအဲ့တော့နံပါတ်1ယုံကြည်ချက်ရှိရမယ်နံပါတ်2အသိပညာရှိရမယ် နံပါတ်3ကိုကျင့်သီလကောင်းရမယ်။နောင်ဘဝမှာနောင်တန်တရာမှာချမ်းချမ်းသာသာနေခြင်းတဲ့ပုဂ္ဂိုလ်ဒီဘဝမှာကိုကျင့်သီလကောင်းဖို့လိုတဲ့ကိုကျင့်တရားကောင်းဖို့လိုတဲ့အ ਨੇ စုံ၅ပါးသီလလုံလုံခြုံခြုံနဲ့နေနိုင်ဖို့လိုတဲ့ဒီလိုကိုကျင့်သီလကောင်းပါမှနောင်ဘဝမှာ ဖြည့်ဖြည့်သာသာနေနိုင်ဖို့အတွက်ဒါစိတ်ရှာရတဲ့အင်္ဂါရဖြစ်ပါတယ်။နံပါတ်၄နောင်ဘဝမှာချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်သည်ဒီဘဝမှာလည်းပေကံစွန်ကျဲအလူဒန်းမှုဆိုတဲ့အလူဒါနရှိနေရမယ်။ပေကံစွန်ကျဲအလူဒန်းမှုဆိုတဲ့အလူဒါနရှိတဲ့ပုဂ္ဂိုလ်သည်နောင်တန္တရာမှာမိမိကို ပေးမဲ့၊တွေးမဲ့၊ပေးမဲ့၊ကမ်းမဲ့ပုဂ္ဂိုလ်တွေနဲ့ဆုံရလို့မို့ချမ်းချမ်းသာသာနေရတယ်။ အဲကြောင့်မလို့နောင်တန္တရာမှာချမ်းသာကြတဲ့အင်္ဂါရ၄ချက်ကိုမြတ်စွာဘုရားကမိန်တော်မူတဲ့ပြန်ပြီးတော့ပြောပါမယ်။နောင်တန္တရာချမ်းသာယုံတရား၄ပါးကနံပါတ်၁မှန်ကန်သောယုံကြည်ချက်ရှိရမယ်။နံပါတ်၂အသိပညာရှိရမယ်။နံပါတ်၃ပေကံစွန့်ကျက်လှူဒါန်းမှုဆိုတဲ့ဒါနတရားရှိရမယ်။နံပါတ်၄ ကိုခြင်းတရားကောင်းရမယ်ဒီအင်္ဂါ၄ပါးနဲ့ပြည့်စုံရင်ကတော့တန်ត្រာမှာချမ်းချမ်းသာသာနဲ့တန်ត្រာခရီးကိုလျှောက်လွှမ်းရပါလိမ့်မယ်ဆိုပြီးတော့ဒီကဇာနုမင်းသားကိုမြတ်စွာဘုရားမိကြတော်မူခဲ့တဲ့အဲ့တော့ပြည့်စုံဘဝချမ်းသာကြောင်းတရားနဲ့တန်ត្រာချမ်းသာကြောင်းတရားဒီတရားကိုဘုရားရှင် ဟောတော်မူထားတဲ့အဲ့ဒီဟောတော်မူထားတဲ့တရားကိုဒီနေ့ဘုန်းကြီးကအနုမောဒနာဖြစ်နေဆုံးနဂါဆုံးမတွေကို ဒါသိနာလည်အောင်မိမိဘုန်းကြီးကတဆက်ယူပြီးတော့ဟောပြတာဖြစ်ပါတယ်ဒီတရားတွေကို လိမ့်နာကျင်ကျန်ကျုပ်ကိုအထောက်ပြီးတော့ပစ္စုပန်ဘုရားမှာလည်းပဲချမ်းချမ်းသာသာနေနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေတန္တရာမှာလည်းပဲချမ်းချမ်းသာသာနေနိုင်အောင်ကျင့်ကြံကျိုးကိုအထောက်နိုင်တဲ့အလူတကာအလူမများဖြစ်ကြပါစေတို့ကဲ့သို့ကျင့်ကြံကျိုးကိုအထောက်နိုင်ကြကုန်သည်ဖြစ်၍ နောက်ဆုံးမှာမေတ္တရာဗုဒ္ဓရာနိဗ္ဗာန်တရားကိုကိုစီကိုငါသိနိုင်ကြသော ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များများဖြစ်ကြပါစေကုန်တည်းကဲရေစဲချရအောင်အရှင်ဘုရားတပည့်တော်များသည့်ဗုဒ္ဓဘာသာဝင်သူတော်စင်များ ဖြစ်ကြသည်အာလျောစွာယနေ့ဖို့၌နိုင်ငံတော်ပရိယတ်တိသာသနာတကသော၌တည်င်းဆုံးတော်မူကြသောတန်ဃာတော်များအားတနေ့တာစွန့်ဆက်ကလူတန်းချင်းသင်္ကန်းနဝကမ္မအစရှိသောလူတန်းဘွေရာအဖျားပြားတို့ကို စကလူတန်းခြင်းဟူသောဒါနကုသို့သရဏဂု၃ပါးနှင့်တကွ၅ပါးသီလစောက်တရားသောသီလကုသို့ဩပြအပ်သောတရားတို့ကိုနာယူရသောဘာဝနာကုသို့ကိုပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြ အထောက်ပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဘောဘာဂကိုအနန္တကျေးဇူးရှင်မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့အား၎င်းကြွားရောက်လာသောပရိသတ်အပေါင်းသူတော်ကောင်းတို့အား၎င်းတပြည့်တော်တို့ဤကိုယ်တွင်ကိုယ်ပအိမ်တွင်အိမ်ပ လုပ်ငန်းဆောင်တာအရာရာတို့၌စောင့်ရှောက်ကြသောနိုင်ပေါင်းတို့အလကားကိုဆောင်၌အိမ်ဆောင်၌သာသနာဆောင်၌ပကြာမင်းယမမင်းအစိုးရမင်းတို့ကိုအစထား၍30ဘုံသားတတ္တဝါများအားအမြအမြ ဘေးဝေငါပါ၏တတ္တဝါအလုံးအမြရာ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကဲအမြဝေအလုံးကြာကြသမျှအမြအမြအမြယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု အလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု